ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလိုလေကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေတော့ ိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံနုခွာဆွဲထုတ်လေးကိုဖြုတ်ပြီးတော့အေးဘယ်သူကြီးရော့ဒီမှာငါအုံနုခွာဆွဲလေးရော့အဲ့ဒါလက်ဆောင်နော်ဒါနာပြူတာရော့ရော့စားကြဟဲ့ပြောပါပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လို့မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကြိုးပမ်းတော့မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ရှေးဥစွာနေသားအလိုက်မဟုတ်ခင်ပါလေ။ကျွန်တော်မိတ်ဆွေ9ရက်သားသမီးအားလုံးဘယ်သူမှမဆို့ အရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီရာလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်ဒီတစ်ခေါက်လက်ဆောင်ပါချင်တာကကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်စောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ခနဲ့ထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော် ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲအိမ်ရောင်းထွက်စေမယ့်နည်းတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကဒီလိုလုပ်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ဘယ်လန်းအိမ်မှာ ဂျာမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်ဈေးပေါ့ကာလာပေါက်ဈေးလည်းဖြစ်ရမှာပေါ့ဘယ်ဈေးပဲဈေးနဲ့ဘလို့ဘလို့ရောင်းထွက်ပါသေးဘာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူလိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဟေးအိမ်ကိုဘလို့ရောင်းထွက်ပေးရမယ်ဆိုတာသိမှာနှမလို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်က ခေါင်းရရပွားကြီးရဲ့အိမ်ကြီးရောက်ထွက်သွားအောင်လေနော်အဲ့ဒါအဲ့ဒါတေချာဆူတောင်းဖေရမှာလှူမယ် now မိမိအိမ်သားတွေကလည်းအ ਨੇ ဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လေအုံလို့ခေါက်ဆွဲစားမယ်ဖေရမှာလည်းတော့ွယ်လှူတာတယ်နော်မိသားစုတွေလည်းစားကြစားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့အဲ့ဒါလေးကိုစနေမနေ့မှာတစ်ခါလှုပ်ပါတနင်္ဂနွေမနေ့မှာတစ်ခါလှုပ်ပါဗျနော်နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာ ဝယ်ရဆိုပါတော့ဗျာပါစဲအထုပ်လေးတွေအနည်းဆုံးတစ်ထုပ်ပေါ့ရောင်းညင်တဲ့အရင်တကားမှာချိတ်တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးခွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးခွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်ငါးငါးတို့တန်းထိုင်လဲငါးတို့ဆယ်တို့တန်းထိုင်လဲဆယ်တို့ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသည့်မိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ကျန်တဲ့နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လို့ပေါ့နော်ခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာ ဆက်လက်ပြီးတော့သတင်းမဟာတအားကြီးပါသောတနင်္လာသာသမီမိတ်ဆွေများအတွက်2025ခုဒီဇင်ဘာလတက်လာတာ ရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာစရာပါပဲကိုအစမပြေဖြစ်ခဲ့တဲ့အလှည့်ပြေးသွားပြီဒီတခါတော့ကိုအောင်မြင်မှုတရဖို့ဆောင်းအောင်အလှည့်ကိုရောက်လာတာဖြစ်ပါတယ်ပေးဖြစ်တော့ခံခဲ့ရတာများအခုဒူဖြစ်တဲ့အလှည့်ရောက်လာတာကဲအဲဒါကြောင့်ပဆိုင်ကြီးကြီးသာပြောင်းကန်ပြီးတော့ဝမ်းသာအားရအားပါရရစူးစမ်းပြီးတော့လို့တိုက်တွန်းလိုက်ပါတယ် အထူးသဖြင့်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။သုံးပြီးတော့အောင်းမိတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလုပ်ဖော်ကမ်းမက်တွေနဲ့ပြန်လဲဆုံစည်းရတတ်တယ်။အကြောင်းကြောင့်ကြောင့်ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့နေတော့ရပ်တန့်ထားခဲ့ရတော့အစမပြေအထင်းကိုဖြစ်ခဲ့တော့လုပ်ငန်းဟောင်းရွေးချယ်ဟောင်းတွေပြန်စူးစမ်းဖို့အခြေအနေခွန်းလန်းကောင်းများပေါ်ပေါက်လာမယ့်အခြေအနေဖြစ်ပါတယ်ဗျ။ကောင်းတဲ့ဟောင်းတွေပေါ်ရတယ်လို့ပြဿနာဟောင်းယောဂဟောင်းတွေတော့နည်းနည်းယူဆိုင်။ now ကိုတိုးတဲ့အောင်မြင်လာတဲ့အပေါ်လက်ပြငွေသီး ရွှေတွေရနာပစ္စည်းတွေစုံမီဆောင်မီဖြစ်ကားတို့ရင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရွေးချက်တွေလည်းအောင်မြင်အဲ့ဒီအပေါ်မှာမနာလို့အပြိုင်ဆိုင်ရင်တော့ပေါ်လာတာတဲ့တမန်တဲ့တဲ့ကိုညစ်တာလို့ရန်လုံးကြောက်တော့အမှုပတ်ကြညက်ဒါမျိုးလေးတွေရှိတာပေမဲ့ကိုကံကောင်းတဲ့အလက်ရောက်ပြီးမှတင်းလာသားသမီးများတို့ရေလုံကြီးသားတို့တို့လေးနေဝက်လိုဝိုင်းလက်ကောင်မှာကြိုက်ပြီးတော့ကဲပျော်ပျော်ကြီးသားကြိုးစားကြပြီတော့ ဒီချိန်မျိုးမှာကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေရွှေရတနာပစ္စည်းလက်ဝတ်လက်စားဆိုင်ရာကိစ္စတွေအလှကုန်တို့အလှပင်ဆိုင်တို့အနုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလျှက်စစ်ပစ္စည်းဝက်ဝါလှေလှဲအဲ့ဒါမျိုးတွေပို့ပြီးတော့ဦးစားပေးစူးစမ်းတဲ့ပါတယ်။ဒိန်းလာသားသမီးတွေကဒီလိုကာလာမျိုးမှာကံရဲ့အပမှုရဖို့ဆိုရင်အကြောင်းကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာအစိမ့်ညောင်များများပါသောအဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးကြပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရေခွက်လေးတစ်ခွက် အစင်မြင့်တင်တော်တဲ့ရေခွက်လေးတစ်ခွက်ပေါ့ဗျာကြောက်စေးတဲ့ခွက်ကြီးလိုမျိုးနဲ့တော့မလုံးနဲ့ပေါ့နော်အရေခွက်လေးနဲ့တို့ခောက်ပြီးတော့ဆူတောင်းရောင်းမဲ့ပစ္စည်းလုပ်ငန်းတော့အလုံးယုံစဲုံစက်မှုလုပ်မှုတော့လုပ်ငန်းတော့ပစ္စည်းတွေကိုရေခွက်လေးနဲ့တို့ခောက်ပြီးဆူတောင်းဘယ်နဲ့ချဲ့ရမဟုတ်ဘူးတတိယတိုင်းခောက်နေအားတိုင်းခောက်နေပြင်းလဲခောက်နေစိတ်ညစ်လဲခောက်ပျော်လဲခောက်နေနော်ဒီကာလမျိုးမှာကိုယ့်အတွက်ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကအားအင်းနံပါတ်ချန်နံပါတ်ကနံပါတ်တွေရွေးမယ်အခန်းနံပါတ်တွေရွေးမယ်အယောင်းဝယ်စည်းစည်းကတွေတတ်မှတ်မယ်အချင်းချက်နေ့ရက်တွေရွေးမယ်ဆိုရင်နှစ်ကနန်းလေးကနန်းတွေဟာ တင်းလာသားသမီးများအတွက်ကံကောင်းလက်ရွယ်စေပါလိမ့်မယ်ခင်ဗျာအဲနောက်ကိုအိမ်ကိုမိသားစုမှာပဲဖြစ်ဖြစ်ကိုမိတ်ဆွေဆွေမျိုးတွေမှာပဲဖြစ်ဖြစ်ကိုဝင်ဆောင်တဲ့နမိတ်သားသမီးရဏဖွားမြင်တဲ့နမိတ်မျိုးကြုံခဲ့ရင်လည်းထတာကပြီတော့အဲ့နမိတ်နဲ့အတူကိုမှာစီးပွားတဲ့လက်ရွယ်မဲ့နမိတ်ကောင်းကိုတွေ့ရပါတယ်အဲ့ဒါမျိုးကြုံခဲ့ရင်လည်းအဲ့ဒီကိုဝင်ဆောင်မျိုးသမီးတို့ဖွားကာသာကလေးငယ်တို့ကိုအဲအသုံးဆောင်မှုဈေးဝါတို့နော်အစားအသောက်တို့စသဖြင့်တတ်နိုင်သမျှကိုကြီးပံ့ပိုးတာလုပ်လိုက်ပါဗျကို့အတွက်အဲ့ဒါကံကောင်းလက်ရွယ် စဉ်တွေရောက်ရှိလာပါလိမ့်မယ်အဲ့တော့ဒိန်းလာသားသမီးတွေကဒီလိုကာလာမျိုးမှာအရေးကြီးကိစ္စရှိတဲ့နေမျိုးဆိုရင်ကလေးတွေပျော်သွားမုန်းဝေကျွေးအိမ်မှာရှိတဲ့ကလေးတွေရောဟောအိမ်နေချင်းရပ်ွက်တဲ့ရော်တဲ့လမ်းတွေကကလေးတွေကိုယ့်အကူတယောက်တန်းနိုင်တန်းနိုင်ကလေးတွေ၄၅၆၀တရာပဲတန်းနိုင်တန်းနိုင်ကလေးတွေပျော်သွားအောင်မုန်းဝေကျွေးတဲ့ကုသိုလ်လေးပြုပြီးဆူတောင်းပါအဲ့ဒီကုသိုလ်လေးနဲ့အတူဒိန်းလာသားသမီးများကဲအောင်တတ်ရရှိကြပါစေကဉ္ဉံဝရိယ၃ချက်လုံးအကောင်အောင်လဲကျောပန်းတော်မူနိုင်ကြပါသည်ခင်ဗျာ